ကျွန်တော်ဒီနေ့မျှဝေပေးခြင်းနာလေးကတော့ဟောနော်ဒီမှာကျွန်တော်ရှင်မှာဒီမှာ table လေးတစ်ခုရှိပါတယ်ဒီ table လေးကိုဒီမှာ table မှာဆိုရင်ပေါ့နော် table file လို့ပေါ်နေရပေါ့နော်ဒီ table လေးရှိပါတယ်အဲ့ဒီ table မှာကျွန်တော်က group အနေနဲ့၃ခုရှိရပေါ့နော်ဒီမှာ room ဟိုမှာ column A မှာဆိုရင် stationery ပေါ့နော်ဒီမှာဆိုရင် cosmetic accessory ဆိုပြီး၃ခုရှိပါတယ်ကျွန်တော်က stationery လို့ဒီနေရာမှာပေါ့နော် stationery လို့ရိုက်လိုက်တယ်အဲ့ stationery နဲ့ဆိုင်တဲ့ဒီပေါ့နော် book pen calculator ruler စတဲ့ဖြင့်အဲ့ဒါလေးကြာကျင်တာပါ cosmetic လို့ပြောင်းလိုက်ရင် cosmetic နဲ့ဆိုင်တဲ့ပေါ့နော်အဲ့ဒီဥစ္စာလေးတွေကိုပဲ dot down လေးလေးလာကြာကျင်တာပါအဲ့လိုလုပ်တဲ့နည်းလေးကိုကျွန်တော်ပြပြပေးပါမယ်အဲ့လိုဒီလိုပုံစံလေးပြုလို့ဖို့အတွက်ဆိုရင်ကျွန်တော်အသုံးပြုရမယ့် formula တွေက indirect formula ရဲ့ပြီးတော့ name manager ထဲမှာရှိတဲ့ကျွန်တော်ဒီမှာပြပေးပါမယ် formula တွေက name manager ထဲမှာရှိတဲ့ဒီ create create font selection ဆိုတာလေးရဲ့ကိုအသုံးပြုရမှာပါအဲ့ ဲ့ဒါလေးကိုအသုံးပြုပြီးတော့မှကျွန်တော်ကအဲ့လိုခဏနေရလို့ dependent drop down လေးလေးကြားဖို့အတွက် data validation နဲ့မှ formula ကိုတော်ရေးရမှာဖြစ်ပါတယ်အဲ့ဆိုကျွန်တော်ကဒီ interlife function လေးအကြောင်းကိုအရင်ပြပြပေးပါမယ်။အဲကျွန်တော်တို့ interlife ဒီမှာဆိုလို့ရှိရင်ကြောင်းရင်ဖြတ်လိုက် ော့နော်ဒီမှာဆိုရင်ကျွန်တော်ကြော်ကြော်လို့ရိုက်ထားပါတယ်ဒီကြော်ကြော်ကျွန်တော် copy ကူးခြင်းနေဆိုလို့ရှိရင်တော့ control c control v နဲ့ကူးလို့ရပါတယ်ဒါပေမဲ့ control c control v နဲ့ကူးတာကဒီကြော်ကြော်နေရာမှာတခြားနာမည်ပြောင်းသွားရင်လည်းဒီမှာတော့လိုက်မပြောင်းဘူးကြော်ကြော်ပဲဖြစ်နေမှာအဲဒီမှာဥပမာကျွန်တော်ပြပါမယ်ဒီမှာ control c ရိုးရိုး paste ပေါ့နော် control v နဲ့ပြီးလိုက်ကြော်ကြော်ဖြစ်ပါမယ်ဒီမှာများများလို့ပြောင်းလိုက်မယ်လေသူကဒီမှာကြော်ကြော်ပါပဲကျွန်တော်ကဒီမှာပြောင်းနေလိုက်ပြောင်းခြင်းနေဆိုလို့ရှိရင်တော့ကျွန်တော်ညညချင်းဒီများများ များဆိုအိမ်မှာယူလိုက်တယ်ဆိုဒီမှာမြတ်မြတ်ပါဒီနေရာမှာကျွန်တော်မူရင်း data မှာကြော်ကြော်လို့တော့ပြောင်းလိုက်မယ်ပေါ့နော်အဲဆိုကြော်ကြော်ဖြစ်သွားပါတယ်ဒါတော့ data ရိုက်ကူးတယ်လို့ခေါ်ပါတယ်ကျွန်တော်ကအဲ့လိုမျိုး data ရိုက်မဟုတ်ဘဲနဲ့ inter တိုင်းနဲ့လုံမယ်ဆိုလို့ရှိရင်နော် inter တိုင်းကကြတော့ inter တိုင်းရဲ့ဟိုဟာ formula syntax လေးကိုကျွန်တော်ဖော်ပြပေးပါမယ်အဲဆိုတော့ကျွန်တော် formula ကိုခေါ်လိုက်မယ်နော်ဒီမှာဆိုရင်ဒီနေရာလေးမှာကျွန်တော်တစ်ချက်ပြပေးပါမယ် y que en realidad အဲအင်တာလိုက်ဆိုလို့ရှိရင်သူကဒီမှာ reference တက်လေးကြာလာပါတယ်သူကြာလာတာတွေက reference ဟိုပါပေါ့နော် reference test A1 ဆိုပြီးတော့မှ queen's queen bay လေး ਨੇ ကြာလာပါတယ်ဒီ reference test ဆိုတာကတော့ကိုလိုချင်တဲ့ဟိုကိုရည်ညွှန်းချင်တဲ့ test ပေါ့နော် A1 ဆိုတာကတော့ကျွန်တော်တို့ဒီမှာ row တွေ column တွေကို ဖော်ပြ cell တွေရှိတဲ့ပေါ့နော် cell ရှိတဲ့နေရာတွေက cell ရှိတဲ့ row တွေ column တွေကို ဖော်ပြပေးတဲ့ style ဖြစ်ပါတယ်အဲကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့အခုဖော်ပြထားတဲ့ style ပေါ့ နော်ကျွန်တော်တို့ဒီမှာ method style က A3 ပါအဲ့ဒါဒီကျွန်တော်တို့က A1 style ပေါ့နော်နောက်တစ်ခုကတော့ R1 C1 style ဖြစ်ပါတယ်ကျွန်တော်တို့ပုံအခုသုံးပြနေရတော့ A1 style ဖြစ်ပြီး R1 C1 style ဆိုတာကတော့ဒီ row number ကအရင်လာပါတယ်ပြီးတော့ column အနောက်ကရပါတယ်ဒီမှာကြော်ကြော်ရှိတဲ့ဆဲခွက်ပေါ့နော်ဒီဆဲခွက်လေးဆိုလို့ရှိရင် R3 C1 ဖြစ်မှာပါ row number 3 C1 မှာကျွန်တော်တို့ A1 C1 A1 style နဲ့ဆိုရင်တော့ဒါက A3 ပါ R1 C1 style နဲ့ဆိုရင်တော့ဒါက R3 C1 row number 3 column number 1မှာအဲ့လိုမျိုးပြောတာပါကျွန်တော်တို့ကအခုပုံမှန် A1 style နဲ့တုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲ့ဒီဟိုပါဘို့ R1 C1 style ကိုရေးဖို့မလို့မရေးပါဘူး A1 style နဲ့ပဲသွားပါမယ် s.editdown.queen ရဲ့ဟာလေးကိုကျွန်တော်တို့ခြံခဲ့လို့ရပါတယ်။ဒါကျွန်တော်ကဒီမှာဆိုလို့ရှိရင်ဒီကြော်ကြော်ပေါ့နော်ကြော်ကြော်ဒီကျွန်တော်ခန်းနေရ A1 style နဲ့ဆိုရင် A3 မှာရှိပါတယ်။ကျွန်တော်ဒီနေရာမှာ A3 လို့ရေးလိုက်ပါ။ဒါကကြော်ကြော်ရှိတဲ့ဆဲခွက်ရဲ့နာမည်ပေါ့နော်ကြော်ကြော်ရှိတဲ့ဆဲခွက်ရဲ့ reference မှာအဲ့ဒါလေးကိုကျွန်တော် intertype နဲ့ချိန်ပြီးတော့မှဒီနေရာမှာကြော်ကြော်ကို ကူးယူမှာပါ။ဒီကောင်လေးနဲ့ချိန် A3 ရှိတဲ့အခု A3 ရှိတဲ့ ကောလန် row number 6ပေါ့နော် b6 ကို b6 က b6 မှာရှိတဲ့ a3 ကိုဆဲခွက်လေးကိုညွှန်းပြီးတော့ကျွန်တော်ကကြော်ကြော်ကို copy ကူးမဲ့တဘောပါအဲ့ဆို equal enter right ပေါ့နော်ကျွန်တော်ခေါ်ကြရပြပါမယ် enter right formula အဲကြ reference test ကတော့ကျွန်တော်ကဒီကောင် a3 ကိုညွှန်းလိုက်ပါမယ်ဒီမှာဆိုရင်ကြော်ကြော်လို့ပြောင်းသွားပါတယ်ဒီမှာကျွန်တော်ကညံ့ညံ့လို့ပြောင်းလိုက်ပါမယ် ဒီမှာလည်းများများလို့ပြောင်းလိုက်ပါပြီအဲ့ဒါကို indirect formula လို့ခေါ်ပါတယ်ကျွန်တော်အဲ့ indirect formula လေးနဲ့ဒီမှာ data validation လေးမှာ dot down နဲ့လုပ်ပြပါဖြစ်ပါတယ်ခုလေး၃ခုပေါ့နော်ဒီလိုလေး data validation လေးကြာလာအောင်ဒီဘေးနားမှာကျွန်တော်ပြန်လုပ်ပြပါမယ်အဲ့ဆိုဒီကောင်ကိုဆိုရင် data တွေက data validation ကိုတွားမယ် data တဲ့က data validation ကိုတွားမယ်အဲ့ဒီထဲကနေ list ကိုရွေးပါမယ် list ကိုရွေးပြီးလို့ရှိရင်တော့ source ကတော့ကျွန်တော်ကဒီ၃ခုပေါ့နော်အဲ့လိုလေးပေးလိုက်မယ် okay လို့ပေးလိုက်ရင်ဒီမှာ dot dot down လေးလေးကျလာပါပြီဟုတ်ပြီဒီမှာ station နေအဲ့ဒါဒီ station နေရှိတဲ့ဆဲခွက်တီကျွန်တော်တို့ဒီမှာဆိုရင် j2 ပေါ့နော် j2 ဖြစ်ပါတယ် j colon row number 2မှာရှိတဲ့အတွက်ဒီကောင်လေးဒီ j2 ပါအဲ့ဒါလေးကိုကျွန်တော်ကဒီ dependent dot down ဒီ data validation လေးမှာဒီ dependent dot down လေးကြအောင် data validation မှာအဲ့ formula လေးကိုတွားရိုက်ပါပါမရိုက်ခင်မှာကျွန်တော်ကဒီကောင်လေးတွေကို defining ပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကပုံမှန် defining ပေးမယ်ဆိုလို့ရှိရင်တစ်ခုချင်းစီပေါ့နော်ဒီဒီကောင်ကိုကျွန်တော် stationary လို့ defining ပေးမယ်ဆိုရင်ဒီကောင်ကို select မှအဲ့ဒါပြည့်ခါကျတော့ formula တွေက name manager ကိုသွား a new name ဆိုတဲ့နေရာမှာပေါ့နော် new name ကိုခေါ်ပြီးတော့ defining နေရာမှာ stationary လို့ပေးမယ်နောက်တစ်ခု cosmetic ကိုပေးခြင်းလဲအဲ့လိုပဲ cosmetic စသည်ကို cosmetic ရှိတဲ့ ပေါ့နော်ဟိုကော်လံကိုဆက်လက်မှတ်ပြီးတော့မှဒီမှာ cosmetic လို့သွက်ပေးရမှာပါအခုကအလိုမပေးဘဲနဲ့ကျွန်တော်က၃ခုအဲဆိုတော့ကျွန်တော်ကဒီ၃ခုကိုတပြိုင်နဲ့တပိုင်းနေပေးမှာပါအဲဆိုတော့တပြိုင်နဲ့ပေးမှာဆိုတော့ဒီကောင်ကိုဆက်လက်မှတ်လိုက်ပါမယ်ပြီးရင်ဒီ formula တွေက name manager တွေက create font selection ကိုသွားပါမယ်သူရဲ့ shortcut ကတော့ control shift f3 ပါကျွန်တော်ကကျွန်တော် defining ပေးချင်တာကဒီအပေါ် row မှာရှိတဲ့ dot row မှာရှိတဲ့ဒီ stationery cosmetic accessory ဖြစ်တဲ့အတွက် dot row dot row ကိုယူလိုက်ပါမယ် okay လို့ပေးလိုက်ပါမယ်အမ name manager ထဲမှာတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ defining လေးတုံးပြီးပေါ်လာပါပြီ accessory cosmetic stationery ဆိုပြီးပေါ်လာပါပြီအဲဒါဆိုရင်ကျွန်တော်ကဒီနေရာမှာအဲ့ဒီ extra လေးကို ဒေါ်ဒေါင်းလေးလုပ်ဖို့အတွက်ဖော်မြူလာလေးတော့ထည့်ပါမယ်။နော်အားစရကကြောင့် data တွေက data validation တွေကိုသွားမယ်။အဲဒီမှာ list ကိုရွေးမယ်။အဲပြီးကျွန်တော်ခဏနေတော့ရိုက်ခဲ့တယ်လို့ပဲဖော်မြူလာလေးကို in data data ဒါတခါငယ်ပြုတ်ခဲ့လို့ပဲ j2 ဒီနေရာမှာဂိမ်းတွေကင်းရှင်ရတော့ကိုလိုတလိုထားပါကျွန်တော်တို့အတည်ထားမယ်ဆိုရင်ဂိမ်းတွေလုတ်ခဲ့ပါเนาะရွှေ့အောင်မယ်ဆိုရင်တော့ အရှင်ထားခဲ့ပါကျွန်တော်အဲ့ဆိုတော့ဒီလိုပုံစံလေးပါ interdict ဆိုပြီးတော့ J2 ဆိုပြီးတော့ကျွန်တော်ဒီလိုဟာပေါ့ဂိမ်းတွေခက်ခဲလိုက်ပါတယ်ပေါ့နော်အဲ့ဒါဒီမှာကြာလာ stationery နဲ့ပတ်သက်တာတွေကြာလာပြီအဲ့မှာကျွန်တော်ကဒီအပေါ်ဟာလေးကို cosmetic လို့ပြောင်းလိုက်ပါမယ် cosmetic လို့ပြောင်းလိုက်ရင် cosmetic နဲ့ဆိုင်တဲ့ဟာလေးတွေကြာလာပါပြီဒါလေးကိုမျှဝေပေးတာပါကျေးဇူးတင်ပါတယ်ရှင်